မင်္ဂလာပါခင်ဗျာ SND မြန်မာ Traditional Martial Art YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာမြန်မာဟေးမြန်မာမြန်မာဟေးမြန်မာမြန်မာဟေးမြန်မာ မင်္ဂလာရှိသောဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းအချိန်ခါလေးဖြစ်ပါစေကြောင့်အကိုဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပညာဒါနသင်ငန်းစာပို့ချလာတာသင်ငန်းစာစနစ်ကိုရောက်ရှိလို့လာပြီဖြစ်ပါရခင်ဗျာသင်ငန်းစာစနစ်ရဲ့ရောက်ပြီဆိုတော့အကိုတို့တွေထုံးစံအတိုင်းမှာပဲရှေ့ရသင်ငယ်တဲ့ဓာတ်ချက်တွေကိုကျွန်တော်တို့တွေစနစ်ကွက်ထဲမှာထည့်သွင်းကစားကြမယ်နော်ကျွန်တော်တို့ရှေ့မှာဓာတ်တွေလက်ခံတွေမှာတော့လည်းဒီလိုပဲ၁၀ရက်ကျော်စနစ်ရက်ဒီမှာဆိုရင်ကျွန်တော်တို့ဒီလိုစနစ်ကွက်မှာထည့်သွင်းကစားပြတာဖြစ်တယ် ဒီနေ့တော့ရှေ့ရရထားတဲ့ဒုတ်ချက်ကလေးတွေကိုကျွန်တော်တို့စက်နက်ကွက်ထဲမှာဘလို့တွဲဆက်ကစားလို့ရတယ်ဆိုတာအခုပြပြတော့မှာဖြစ်ပါတယ်စက်နက်ကွက်ဆိုတာဘလို့ပုံစံမျိုးလဲဆိုတာကတော့အခုသင်ခန်းစာတွေကိုဒီဇိုင်းမက်မက်လိုက်ပါလေ့ကျင့်နေတဲ့ညီရင်ညီမတွေဆိုသိပြီးသားဖြစ်ပါတယ်ဒီမှာအကွက်ပုံလေးတွေချမှတ်ပေးတော့အောင်เนาะနောက်မှလိုက်လာတဲ့ညီရင်ညီမတွေရှိရဆိုရင်เนาะစက်နက်ကွက်ကိုရှေ့ရသင်ခန်းစာတွေမှာသွားရောက်ရှာဖွေကြည့်လို့ရပါတယ်ခင်ဗျာဒီနေ့သင်ခန်းစာကိုအခုတို့စတင်လိုက်မယ်เนาะစက်နက်ကွက်ဆိုတော့ထုံစံတိုင်းပဲအကူကတော့ ဒီပပတ်လေကစားပြမယ်နောက်ဆုံးမျက်နှာကြမှာနည်းနည်းတွဲဆက်ပြီးတော့ကစားပြမယ်เนาะညီရင်ညီမရှင်းမှာတော့ပုံမှန်ဖြစ်ဖြစ်လေးနဲ့ပြပေးသွားမှာဖြစ်တယ်ဆက်နှစ်ခွက်ဆိုတော့လင်းမျက်နှာဆိုတော့ကျွန်တော်တို့ပပတ်လေဘေကကစားကစားဒီပုံစံပဲဖြစ်လို့မို့ကျွန်တော်တစ်ခေါက်တည်းပဲကစားပြမှာဖြစ်တယ်เนาะညီရင်ညီမလေးโอเคအဲ့ဆိုရင်အကိုတို့တွေသင်္ကန်းစာစလိုက်မယ်ခင်ဗျာညာစည်းကိုင်းတဲ့ညူညာလိန်ကိုင်း ညာခြေတက်ပြီးတော့လိမ်ပါပါခင်ဗျာညာခြေတက်လိမ်လိမ်ပြီးသွားရင်ကျွန်တော်တို့တုပ်ဖြားဆွဲမော့မွေခွဲဟုတ်ပြီနော်ညီလေးညီမလေးအဲ့ဒါပြီးသွားရင်တုပ်ဖြားဆွဲတက်စီရဟုတ်ပြီနော်အဲ့ဒါပြီးသွားရင်နောက်ကခြေတော့ကရှေ့မှာခင်းထားတဲ့ခြေနေရာကိုဝင်ပြီးတော့ထပ်မယ်ခင်ဗျာခြေထမမွေခွဲဖြစ်ပါတယ်ခင်ဗျာခြေထမ မွေခွဲဒီတိုင်းเนาะညီလေးညီမလေးအဲ့ဒါပြီးရင်တော့ဒီဘက်မှာရှိတဲ့ရန်သူကိုတက်ပြီးတော့လိန်မှာဖြစ်တယ်ခင်ဗျာညာဒီတက်လိန်ဟုတ်ပြီเนาะအဲ့ဒါပြီးရင်ဒုံဖြာဆွဲမမွေဆောင်ဟုတ်ပြီเนาะညီလေးညီမလေးအဲ့ဒါပြီးရင်ဒုံဖြာဆွဲနောက်လေမော့ မွေခွဲလော်လယ်လေးနော်ညီလေးညီမလေးဒီတော့ချက်ထဲမှာတော့အကောပတ်ဆွဲတုပ်လေးထည့်မပြတော့နော်နောက်တင်ကန်းစား9ခွက်ကြီးကြမှာကျွန်တော်ပတ်ဆွဲတုပ်လေးထည့်ပြမယ်နော်ထည့်လို့ရတယ်နော်ထည့်လို့မရအောင်မို့ညီလေးညီမလေးဒါဆိုရင်သဘောပေါက်ပါတယ်အကုန်လုံးကစားတတ်မယ်ဆိုတော့အဲဒါဆိုရင်ကျွန်တော်နောက်တစ်မျက်နှာထပ်ပြီးတော့ကူတော့မယ်နော်ညီလေးညာချီတက်လိန်ဒုတ်ဖြားဆွင်းမောက်မွေခွဲရတယ်နော်ညီလေးညီမလေးအဲ့ပြင်ဒုတ်ဖြားဆွင်းတက်စီရခြေထမောက် မှွေခွဲဒီဘက်ကလာတဲ့ရန်သူကိုတက်လိမ်မှာဖြစ်တယ်เนาะဒီဘက်မှာရှိကျွန်တော်ဒီလိမ်တော့ကိုတော့ဖြည်းဖြည်းလေးပဲလိမ်ပြမယ်เนาะဒီဘက်မှာဒီဟာနဲ့ရှိနေတော့ကျွန်တော်တုတ်ကကျိုးနေလို့ပါခင်ဗျာညာချီတက်လိမ်ဟောပြီเนาะတုတ်ဖြားဆွဲမှမှွေဆောက်ဟောပြီเนาะတုတ်ဖြားဆွဲနောက်လဲမှမှွေခွဲဟောပြီเนาะညီညီမိုင်းအဲဆိုရင်ဒီဘက်ကိုပြန်ပြီးတော့နောက်ထပ်တစ်မျက်နှာခုမှဖြစ်တယ်ညာချီတက်လိမ်တုတ်ဖြားဆွဲမှ မွေခွေတုတ်ဖြားဆွဲညာချီတက်စီရဟုတ်ပြီနော်ညီတင်ညီမခြေထက်မောက်မွေခွေဒီဘက်ကရန်သူကိုကျွန်တော်တို့တက်ပြီးတော့လေးမယ်ခင်ဗျာညာချီတက်လိန်ကိုကဖြည်းဖြည်းလေးလိန်တာဒီမှာတော့မလွတ်လွတ်နော်ညီတင်ညီမညီတင်ညီမတွေရမြေပြင်မှာဆိုစိတ်ကြိုက်လို့ပါလေးပြီးရင်တုတ်ဖြားဆွဲမောက်မွေဆော့တုတ်ဖြားဆွဲနောင်လဲမောက်မွေခွေဟုတ်ပြီနော်ညီတင်ညီမတွေ အဲ့ဒါကိုကျွန်တော်နောက်တစ်မျက်နှာဆက်ကူတော့မယ်ဒီတစ်မျက်မှာတော့အကိုဘလို့တွဲဆက်လို့ဒီဟာတွေကိုခုလို့ထောက်တောက်ထောက်တောက်ကစားမပြတော့ဘဲနဲ့အကိုတွဲဆက်ပြီးတော့ကစားပြမယ်နော်ညီလေးညီမညီညီမတွေတက်လိန်ပြီးတော့ထောက်ထောက်နေမှာဆိုတက်လိန်ကျွန်တော်တို့ဒုတ်ဖြားဆွဲမမှုရဲ့ကိုကျွန်တော်တွဲมาဖြစ်တယ်ကျွန်တော်ဒီလိုပေါ့ဗျာမောက်မှုခွေးဒီတိုင်းနော်ညီလေးညီမတွေမြင်လားမသိဘူးခင်ဗျာလိန်ပြီးတာနဲ့ညာသေးတက်လိန်ဆိုကျွန်တော်တို့ရှေ့မှာပြတော့အဲ့လိုလေးပဲပြတာနော် တကယ်ကိုတယောက်တည်းစိတ်ကြိုက်ကစားနေသင်္ကန်းသာမလိုက်ဘူးကိုပေါ့စိတ်ကြိုက်ကစားနေရဆိုရင်စက်လိန်ဒီလိုလောက်ရမယ်နော်တခါလဲလိန်ပြီးတာနဲ့အဆုံးတက်မှာတုတ်ကိုထိတ်ဖြားပြီးဆွဲလိုက်မယ်ဆွဲပြီးတော့တခါလဲမောက်မွေခွေအဲ့လိုပုံစံနော်နော်ညီညီမကွာသင်္ကန်းသာပြနေရောထောက်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 ပြတာနော်ညီအဲ့ဆိုရင်ကျွန်တော်ပြန်ဆမယ်စက်လိန်မောက်မွေခွေဟုတ်ပြီနော်တက်စီရိုက်ခြေထောက် မမွေခွေတက်လိမောက်မွေဆော့ဒုဖြားဆိုရင်မောက်မွေခွေလက်ပြောင်းဒုထောင်တင်โอเคဒီလောက်ဆိုရင်သဘောပေါက်မယ်လို့ထင်တယ်เนาะညီလေးညီမတွေစနက်ကွက်လဲညီလေးညီမတွေကစားတတ်ပြီเนาะအခုရှင်းမှာပြောခဲ့ဘူးတယ်เนาะဌာနလက်မှာ6ကွက်လဲကစားပြမယ်လို့ရှင်းမှာပေးခဲ့တာ9ကွက်5ကွက်စနက်ကွက်ဒါပဲပေးခွက်2ကွက်3ကွက်5ကွက်9ကွက် ပေးခဲ့တာဖြစ်တယ်ဆက်နှက်ကွက်ဆိုတော့ဒီဒုတ်ချေကြမှာကျွန်တော်6ကွက်ပေးမယ်လို့6ကွက်လည်းပေးမှာပါနောက်ဒုတ်ချက်တွေအတိအသည့်ဒုတ်ချက်တွေတိုးပြီဆိုမှအဲ့ဒီ6ကွက်ထဲမှာအကိုတို့ကစားပြမယ်နော်ညီလေးညီမအခုကတကန်းစာဆက်နှက်မှာဒီဆက်နှက်ကွက်ထဲမှာကျွန်တော်တို့ထက်ပြီးတော့ကစားပြတော့တာဖြစ်တယ်နော်ညီလေးညီမတွေအညီလေးညီမတွေအားလုံးလည်းဖြည်းဖြည်းနဲ့မှန်မှန်လေးလိုက်ပါလေ့ကျင့်စေချင်ပါတယ်ဒါဆိုရင်အကိုတို့တွေ တင်ကန်းသာစနစ်မှာတော့မှညီညီမတွေဒီဇိုင်းမဲမဲလိုက်ပါလေ့ကျင့်ခဲ့ပြီဆိုရင်เนาะသဘောပေါက်နေပြီလို့မျှော်လင့်ပါတယ်ကျွန်တော်တို့လက်ခံကနေစပြီးလိုက်နေရင်တော့ပို့ပို့ပြီးတော့သဘောပေါက်လာပြီလို့မျှော်လင့်ပါတယ်ခင်ဗျာဒါနဲ့လက်အသွားအယူအဆတွေကျွန်တော်တို့ဒါတွေအကုန်လုံးသဘောပေါက်နေပြီလို့မျှော်လင့်တယ်ဒါဆိုရင်ညီညီမတွေအခြေခံသဘောတရားကိုကောင်းကောင်းနားလည်နေကြပြီလို့အကုန်မျှော်လင့်ပါတယ်เนาะညီညီမတွေโอเคအခုဆိုရင်အကိုတို့ပညာဒါနသင်ခန်းစာကထုတ်ရှင်းသင်ခန်းစာအထိ တော့ဝကြိုးတော့မယ်နော်ဒါပြီးရင်ဓာတ်တက်လက်လဲပြောင်းมาဖြစ်တယ်နော်ညီတွေညီမတွေအကိုအလုတ်အစဉ်ပြင်းနေရင်ပေါ့အလုတ်တွေမပြောင်းရသေးဘူးအဲ့လိုမျိုးတွေဆိုရင်နော်ကျွန်တော်ဆက်ပြီးပြနေပါပါစိတ်ချပါညီတွေညီမတွေအားလုံးဒီဇိုင်းမမတ်လိုက်ပါလေ့ကျင့်ကြပါလို့ပဲကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ခင်ဗျာအားလုံးကိုချစ်ခင်ဒေးစားလဲပါခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်တို့ရေပြန်လဲ送တွေးကြရအောင်နော်ညီတွေညီမတွေ အခုတင် जा ပို့ချနေတဲ့ဒီပညာကန်းနေနဲ့မိမိကိုမိမိခုခံကာကွယ်နိုင်တော်သူများဖြစ်ကြပါစေ။မျိုးပါသာတာနာကိုကာကွယ်ဆောက်ရှောက်နိုင်တော်သူများဖြစ်ကြပါစေခင်ဗျာ။အခုတင် जा နေတဲ့ပညာကန်းနေနဲ့တယောက်နဲ့တယောက်နိုင်တဲ့စီရင်ပြုလုပ်ခြင်းများမကောင်းသောဒုစရိုက်နယ်ပယ်များနဲ့လုံးဝအသုံးမပြုကြဖို့အခုအနုညွန်အမြတ်တားရက်ခံပါတယ်ခင်ဗျာ။နောက်လာမယ့်သင်ခန်းစာမှာဘလို့ဒုချက်အစ်တည်နဲ့ရှေ့ဆက်မယ်ဆိုတာကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။